်ရှင်ဒီမဒီနေ့ဖပြပေးမှာကတော့ဆ ्याम ကြီးလူတို့တော်မှာရေးသားထားတဲ့မန္တလေးငပိကျဲဆိုတဲ့ဝိထုလူလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဒီဝိထုလေးကိုဆိုလို့ရှိရင်ညီမငယ်လေးတီတီကိုအမတ်တရားအနေနဲ့ဖပြပေးခြင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့တွေ YouTube စပြီးတော့ string ကစားအချိန်မှာတော့ငါလူတို့တော်မှာရဲ့မန္တလေးနဲ့သက်ဆိုင်တဲ့ဝတ္ထုလေးတွေကိုတီးတီးရနေမှဖတ်ပြခဲ့တာကအမှတ်တရဖြစ်စေခဲ့ပါတယ်။ဆရာမကြီးရဲ့ မန္တလေးတည့်ရသည်မန္တလေးပဲပြုတ်စတဲ့ဝတ္ထုလေးတွေကိုတီးတီးနဲ့တွဲပြီးတော့မှမှတ်မိစေခဲ့တာပေါ့နော်။ဒါကြောင့်မလို့ညီမငယ်လေးတီးတီးကိုအမှတ်တရသတိတရရှိရတဲ့အတွက်မလို့ဒီနေ့ဒီဝတ္ထုလေးကိုဖတ်ပြပေးရခြင်းဖြစ်ပါရဲ့ရှင်။မန္တလေးငပိချက်အမေနဲ့ညီမလိုခင်တဲ့မိမိတယောက်အမေစီမပေါ်လာတာကြားလာပြီ။တနေ့ကမှသူရောက်လာတယ်။ဒါနဲ့အမေကမိမိလည်းမလာလာကြားလာပြီနော်။နေလို့တော့ကောင်းရင်လားလို့မေးကြည့်တော့မိမိက နေကောင်းပါတယ်မအမရဲ့တနေ့တနေ့လည်းအားရတယ်မရှိဘူးမိဖို့ကြောင့်ကထွက်ရတော့ဆန်ရွေးရတာလူလူအဝိရှော်ရတာလူလူနဲ့ညနေချက်ချင်းပြုတ်ချင်းတိုင်သွားပြန်ရော့ဒါနဲ့မမမာစီမလာဖြစ်တာကိုမလည်းမမမာပြောတဲ့ပြတိုင်းတော်မျိုးကကျိုးရှုပ်တဲ့လူမျိုးမဟုတ်လားတဲ့မိမိဆိုတာကအပြူကြီးပါအသက်60ကျော်ပါပြီဒါပေမဲ့ညီမကမွေးထားတဲ့တူရီတူမရီမြေးတွေကိုကြီးကြီးဖြူဖြူနေတိုင်းချက်ပြုတ်ကျွေးမွေးနေတဲ့အပြူကြီး မမမာရဲ့တန်ရောစင်ဆိုတာကိုက တွေ့ထားတာပါ သူတို့ကမတွေ့ပါဘူးကိုကတယောက်ထဲသမားဆိုတော့ငါမှကြီးလာရင်စေးပေးမိယူလို့တော့တွေ့တဲ့သားလည်းရှိအောင်မှဆိုပြီးညီမမွေးထားတဲ့ထဲကတယောက်တလေထွက်လာနူးနူးမျောကိုပြီးသူတို့နဲ့ပေါင်းတင်းသူတို့နဲ့အဖော်လုပ်ပြီးကိုယ့်အိမ်ထဲကစိုက်ပြီးချက်ပြုတ်ကျွေးမွေးပြုစုနေရတာပဲမမမာရဲ့တကယ်တမ်းကျတော့ကိုဆိုမျိုးခံမဲ့ဟာလဲထွက်မဲ့ပုံမပေါ်ပါဘူးတဲ့မိမိက ဆုံးသွားရှာတဲ့စာရေးဆီယမ်မဒေါ်မာလာလိုပါပဲ ဒေါ်မာလာလည်းအကူကမွေးတဲ့ဒူမတွေကိုသမီးလုံးပြီးတစ်သက်လုံးအိတ်ဆိုင်ချက်ပြုံကျွေးမွေးသွားတာပဲမိမိကစကားဆက်ပါသေးတယ်မမမာရဲ့ဒီကောင်တွေကတနာတော်လဲတနာစရာပဲသူတို့ဘာမှမခံစားဘူးရှာဘူးကျမကခရမ်းကျင်သီးကိုမြင်ငပိနဲ့ငပိကျဲချက်ကျွေးတာငပိကျဲကမြင်လိုက်တာဆိုပြီးခေါင်းမပေါ်ဘူးစားလိုက်ကြတာဒီလိုမစားလို့လည်းမရဘူးလေမုံဘိုးကအစိတ်30မကုန်ပဲလှလှလေးစားရတာမှမဟုတ်တာ ဒီကောင်းလေးမမမာတို့ကျမတို့ဟိုးရင်ကချက်စားခဲ့တဲ့ငပိချက်မျိုးနဲ့များချက်ကျွေးလိုက်ရရင်သဘိုးနေမိတောင်ဒုက္ခဖြစ်လောက်ရဲ့ကျမတို့အဖေရတဲ့လာစာလေးနဲ့ကျမတို့မိသားစုမှာတိတ်ကြီးတော့ဖွဖွဲရရတွေမစားနိုင်ခဲ့ပါဘူး။ဒါပေမဲ့ချီဟင်းလေးနဲ့မန္တလေးငပိချက်လေးနဲ့မယန်းသည်မျက်မမြင်ကလေးတွေပြုတ်တူလို့ဒေါ်ကုန်းပဲစင်းကျော်ကလေးနဲ့ဆိုတိတ်စားလို့ကောင်းတာပဲ။ခုခေတ်တော့လေအဲ့ဒီငပိချက်မျိုးမြင်ရဖို့မရှိပါဘူးတဲ့။ မိမိပြောကမှမိတောင်မိနေပြီဖြစ်တဲ့မန္တလေးငပိကျဲကလေးကိုအမေကပြန်သတိရမိတယ်။ဖိုးတော့ကတကောင်းကို၅ပိတ်သား၆ပိတ်သားထဲမနေတဲ့ငမင်းကြီးတွေခေါင်းဖြတ်ပြီးငပိလှုပ်ထား။စင်အိုကြီးတွေနဲ့တိတ်ပြီးစားရည်စိန်ထား။ရောင်းကန်ကြီးမှာ စင်အိုတွေကဆဲပြီးခုတ်ရောင်းတဲ့ငမင်းငပိတစ်ကလေး၁၀သားဝင်ချက်လောက်တယ်။ဝမ်းမြင်သားဆိုရင်အစီတွေနဲ့ဝင်းလို့ငပိတစ်ကလည်းမှုန်းနေတာ။ဈေးကတစ်ပိတ်သားမှ၄ချက်၅ချက်ရဲ့။ အဲ့ဒီငပိကိုပဇွန်ကလေးဖဲ့ထည်ပြီးခင်းကျင်သီးနဲ့မြုပ်သီးစိမ့်နဲ့ချက်နန်းနံမြင်ကျက်သွုံမြေကလေးအုပ်ပြီးအကြီးကလေးနဲ့ချက်တာလေငပိကျက်ဆိုပေမဲ့ငပိကလည်းကောင်းပဇွန်ကင်တွေကလည်းခြူတော့ငပိကျက်ငန်းမုံခြူပုံကပါဇက်ထဲတိတ်အဆင်ပြေတာပေါ့အောက်ရက်ကစားတဲ့ငပိရီကိုအမေတို့အညာသူတွေကတိတ်မစားတတ်ဘူးဟိုတုန်းကပဇွန်ငင်းဆိုတာပဇွန်တို့တွေကို အမီးစားကလေးချမ်း အခွန်တွေခွာကောင်းတွေဖြုတ်ပြီးအသားကြီးကိုတစုံတစ်ချောင်းနဲ့တီထိုးပြီးကြက်တင်ထားတာဆိုတော့ကြက်စော်ကလေးကမှွေးနေတာကတမျိုးပဇွန်ကခြူတာကတမျိုးပေါ့အဲ့ဒီပဇွန်ငင်တွေဟာ အောက်ရက်မှာမိုးကုံတော့မယ်တရင်ချုပ်ပြီးဆိုရင်ပေါ်ပြီးမန္တလေးကငပိငချောက်ဆိုင်တွေပေါ်ရောက်လာပြီအမေတို့ကစားရုံမကတထိန်ခင်းတော့ဗလီသပင်တွေမှာပဇွန်ငင်တွေကြက်ချီခတ်ပြီးဗလီသပင်လည်းတီးသေးတယ်မေတို့အညာမှာပဇွန်ကရှားတာကိုကြွက် အဲ့ဒီတော့ပဇွန်ကြက်တင်ကြောက်ကိုအလွန်ဆုံးမက်တာပေါ့အဲ့ဒီပဇွန်ငင်တွေခုခေတ်မန္တလေးဈေးတွေမှာ လုံးလုံးကိုမမြင်ရတော့ဘူးအမေတို့ကပဇွန်ငင်မရတော့တဲ့အချိန်မှာငမင်းငပီးတိချက်တဲ့အထဲကိုချိုးပေးဆိုတဲ့ဖြာပုံပဇွန်ကြောက်နှစ်ချက်ခွဲသားလောက်ကိုအကောင်းလိုက်ဆုပ်ထည့်လိုက်တယ်ချိုးရောပေါ့အဲ့ဒီငပီးချက်ကခုတော့ဖြာပုံပဇွန်ကြောက်ကောင်းကောင်းကတပိတ်သားကို1900ကျက်တဲ့1800ကျက်တဲ့ငပီးချက်သေးဆုပ်ထည့်ဖို့ဝေးလို့ဟင်းကျူဥပေါ်မှာတောင်မဝဲနိုင်ဘူး ဟင်းဂျိုအိုးဟာမြင်ကပီးနဲ့လူနဲ့မတည့်ပါဘူးဆိုတော့ဟင်းဂျိုမုံနဲ့ပဲခြုံနေရတယ်လေမိမိပြောတဲ့မရင်ခရမ်းသီးမျက်မမြင်လေးဆိုတာကခရမ်းသီးတီးစာလေးတွေကိုခေါ်တာပါကျွန်းတွေကိုင်းတွေပေါ်ကိုမြည်ရကြီးလာလို့ရေတွေတက်လာရင်စိုက်ထားတဲ့အသီးပင်တွေအကုန်လုံးကရေမြုပ်တော့မှာမို့အရွယ်ရောအပွင့်ရော အသီးအကင်းရောအားလုံးဆုတ်ခူးကြရတယ်ခရမ်းငင်းဟာနှမျောစရာဘလောက်ကောင်းကောင်းငယ်သေးနုသေးတဲ့တီးကင်းကလေးတွေပဲခူးရတာပဲ ဒါလေးတွေပြုတ်ပြီးငပိနဲ့တို့မြှုပ်စားရအောင်ဈေးမှာရောင်းကြတယ်။ခရမ်းသီးတီးခင်းလေးတွေကိုခရမ်းမျက်မမြင်လို့ခေါ်တာကွဲ့။ဒေါ်ဘုံပဲစင်ကျော်ဆိုတာကတော့ကဘာစီကြီးမဖြစ်ခင်မန္တလေးမှာပဲစင်ကျော်ကျော်ပြီးဖောက်တယ်ပေးတဲ့အကျော်သေးကြီးဒေါ်ဘုံဆိုတာရှိတယ်။သူကစတော်ဘဲကိုရေးစိမ်းအညောင်းပေါအောင်ထားပြီးမုံမုံနဲ့အကျွတ်ကျော်ရောင်းတာ။သူ့အကျော်ကြီးတွေကတစ်ချက်ဆိုရင်သုံးနမကွဲလောက်ရှိတာ။အဲ့ဒါတရားကိုဒေါ်ဘုံကငါးမတ်နဲ့ဖောက်တယ်ပေးတယ်။ ဒေအောင်မဲ့အကျော်သေးကတခုကိုတပြားရောင်းတော့ငါးမတ်ဖိုးရင်းရင်တကြက်ခွဲနဲ့တပေးရတယ်လေအကျော်သေးကဒေါ်ဘုံပဲစင်းကျော်လူပါဇက်ကအော်ရောင်းတာဝယ်ပြီးတန်ဘုံနဲ့ဘာနဲ့ထည့်ထားရင်ရက်ကြကြလဲခံတယ်ကျွရွာနေတာပဲဒါကြောင့်ဘော်ဒါနေတဲ့ကလေးတွေစီကိုအိမ်တွေကဒီပဲစင်းကျော်အခု20 25ခုဝယ်ပြီးဘုံနဲ့ထည့်ပို့ပေးတတ်တယ်မိမိပြောမှာပဲဒေါ်ဘုံပဲစင်းကျော်ကိုသတိရပြီး ပဇွန်ကင်းစင်းနဲ့ငမင်းငပိတိချက်ကိုလည်းပြန်စားကျင်လာတယ်။ဒါကြောင့်မိမိရဲ့ရှင်ဟာကပြန်သတိရတော့တည်ရပါယူတယ်။ထားလိုက်ပါတော့လွမ်းစာမဖော်ပါနဲ့တော့လို့ပြောရတယ်။ဒါတောင်သူက မတန်သေးဘူး။ကျမတို့ငငယ်ကဈေးထဲမှာပဇွန်ဆိုတာအီယာဝရီကထွက်တဲ့မြစ်ပဇွန်ပဲရှိတာ။အဲ့ဒါကတပိတ်သားကို၄ချက်၅ချက်မှတစ်ခါတလေအဖေတယောက်စားပဲဝဲချက်ကြွေတယ်။တိမ်လို့မစားနိုင်ဘူး။ စစ်ပြီးတဲ့ကာလရောက်တော့ရန်ကုန်ကလာတဲ့ပဇွန်ဆိုပြီးရေခဲစိန်ပဇွန်တွေတစ်တာတွေနဲ့ရောက်လာလို့ပဇွန်မျိုးမျိုးဈေးတွေတဲ့ရောက်လာတယ်။ကြောပဇွန်နဲ့ဂျားပဇွန်နဲ့ဆက်ထုပ်တဲ့အဲ့ဒါပဇွန်ကြော်ကလေးတွေတပိတ်သားကို6ကျက်လောက်ကစပြီးရောက်လာတာ။200ကျက်ဈေးထိဈေးထဲမှာမြင်ရသေးတယ်။အဲ့ဒီနောက်တော့လုံးဝမမြင်ရတော့ဘူး။မြေပဇွန်ကတော့ဂနေဈေးတပိတ်သားကို1200 1500ကျက်တဲ့ ကျမတို့လူဟာတွေကထမင်းပွဲမှာပဇွန်စော်မနန်းနိုင်ပါဘူးမမမာရဲ့တဲ့သူကပဇွန်စကားပြောလာပြန်တယ်ပါဇက်ဆိုတာကလည်းအခက်တာစားနေကြမစားရတာဆိုရင်ရှာကလွမ်းနေထင်ပါရဲ့ဟုတ်ပါရဲ့နော်ဆိုပြီးတတိရလာရော့ရှင်ဒီနေ့ဘာဟင်းနဲ့စားခဲ့တဲ့လေလို့မိမချင်းပြောတတ်တဲ့အလာဘတလာဘကိုပါဇက်ကထွက်မိမိမိတော့အောင်မလို့မေးလိုက်မိရင်မမမာကစပြန်မလားဆိုပြီးရှာရှာပါပါဝေချမ်းစားရတာတွေသူကဆက်စုံခင်းနေအောင်မယ် ဒါကြောင့်စကားစပြက်အောင်လို့ကပိုင်မှာယဟန်နာပေါ်နေတဲ့မိမိရောက်သေးလားလို့မေးလိုက်တော့မရောက်နိုင်ပါဘူးမမမာရဲ့ပေါ်တဲ့ယဟန်နာက ကျမတို့ဝိဒုက္ခတွေကဲနိုင်မယ်ဆိုလဲအကောင်းသာအခုတော့သွားစရာလဲကားမရှိပါဘူးသူများစီကတစင်စကားပဲနားထောင်လိုက်တော့မယ်လို့ပြောပြီးသမင်းချက်ချင်းတိုင်းလို့တဲ့နှုတ်ဆက်ပြီးတော့ပြန်ပါလေရော ကလျာမဂ္ဂဇင်းအမှတ်144ဩဂုတ်လ1994 နောက်ဆက်ပြီးခဲ့သူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။